ညာလောကမှာအကောင်းဆုံးနဲ့အချမ်းသာဆုံးခင်ပွန်းတဲ့တွေကိုပိုင်ဆိုင်ခွင့်ရထားတဲ့မင်းသမီးနှစ်ယောက်ပရိသတ်များအားလုံးမင်္ဂလာပါရှင် အနုပညာလောကမှာလူအများအားကြရဆုံး၊ကံအကောင်းဆုံးလို့သတ်မှတ်ခံထားရတဲ့မင်းသမီးကျော်နှစ်ယောက်ရှိပါတယ်။သူတို့ကတော့မင်းသမီးကျော်ဝင်းမုံရွှေနဲ့သူ့ရဲ့ခင်ပေါ်တဲ့ကိုနိုင်ဖြိုးကျော်၊နောက်ပြီးတော့မင်းသမီးအီချောပေါ်နဲ့သူ့ရဲ့ခင်ပေါ်တဲ့ကိုမုံဆက်မုံတို့ပဲဖြစ်ပါတယ်။ဒီနေ့ခင်မှာအနုပညာရှင်တွေအင်ထောင်ရေးကိုပရိသတ်ကအရင်စစ်ဝင်စားကြပါတယ်။တချို့ကအဆင်ပြေတယ်၊တချို့ကအဆင်မပြေဘူး။ဒရမာတွေအမျိုးမျိုးကြားရလိမ့်ရှိပေမဲ့ဒီစုံတွေနှစ်တွဲကတော့တကယ်ကိုထူးခြားနေပါတယ်။ ပြည်သက်တွေကသူတို့ကိုအကောင်းဆုံးနဲ့အချမ်းသာဆုံးခင်မုန်းတွေကိုပိုင်ဆိုင်ထားတဲ့သူတွေလို့တညီတညွတ်ထဲသတ်မှတ်ထားကြပါတယ်။ဘာကြောင့်လဲ။အချမ်းသာဆုံးဆိုတာကတော့ဟုတ်ပါတယ်။ဒါပေမဲ့အကောင်းဆုံးဆိုတဲ့ဂုဏ်ပုဒ်ကပဲအချက်တွေကြောင့်ရလာတာလေ။ကျမတို့ဒီနေ့အတူတူသုံးသပ်ကြည့်ရအောင်ပါ။ကိုနိုင်ပြောကြုံနဲ့မိုးဆက်မုံတို့နှစ်ယောက်လုံးကသူတို့ရဲ့သက်ဆိုင်ရာစီးပွားရေးနယ်ပယ်အသီးသီးမှာအလွန်အောင်မြင်တဲ့ထိတ်တန်းလုပ်ငန်းရှင်ကြီးတွေဖြစ်ပါတယ်။သူတို့ရဲ့ဇနီးတွေဖြစ်တဲ့မင်းသမီးတွေဟာအနုပညာလောကရဲ့ထိတ်တန်းမင်းသမီးတွေဖြစ်တယ်လို့ ခင်မုန်းတဲ့တွေကလည်းစီးပွားရေးလောကရဲ့ထိတ်တန့်တွေဖြစ်နေတာကတကယ်ကိုဇုံတွဲညီတယ်လို့ပြောရမှာပါဒီလိုခိုင်မာတဲ့စီးပွားရေးနောက်ခံရှိနေခြင်းကမင်းသမီးတွေအတွက်ဘာကိုအထောက်အကူပြုသလဲအနုပညာကိုအနုပညာလိုသီးသန့်လှုပ်ခွင့်ရစေပါတယ်ငွေရေးကြေးရေးအတွက်စိတ်ပူစရာမလိုပဲကိုတကယ်ဝါသနာပါရန်ကိုတကယ်ရမ်းချင်တဲ့ဇာကားကောင်းတွေကိုရွေးချယ်ခွင့်ရစေတယ်တာဟာအနုပညာရှင်တယောက်အတွက်အကြီးမားဆုံး ကံကောင်းမှုလို့ပြောရင်မှားမယ်မထင်ပါဘူး။ဒါပေမဲ့ပတ်ဆက်ရှိတိုင်းချမ်းသာတိုင်းအကောင်းဆုံးခင်ပွန်းလို့သတ်မှတ်လို့မရပါဘူး။အနုပညာရှင်တွေရဲ့အိမ်ထောင်ရေးမှာငွေထက်ဖို့အရေးကြီးတဲ့အရာတွေရှိပါတယ်။အဲ့ဒါကတော့နားလည်မှုနဲ့အနေထိုင်တတ်မှုပါ။ကိုနိုင်ပြောကြတဲ့ကိုမိုးဆက်မုံတို့ကပရိသတ်ကအကောင်းဆုံးလို့သတ်မှတ်ရတဲ့အဓိကအကြောင်းရင်းကတော့သူတို့ရဲ့အပြုမှုတွေပါ။ပရိသတ်တွေတရီထားမိမှာပါဒီခင်ပွန်းတဲ့နှစ်ယောက်စလုံးက တို့ရဲ့ဇနီးတဲ့တွေထံလူမြင်ကွင်းမှာပို့ပြီးတော့ထင်ပေါ်ကျော်ကြအောင်ဘယ်တော့မှမကြိုးစားပါဘူး။တို့ကိုယ်တိုင်ကအောင်မြင်တဲ့လုပ်ငန်းရှင်တွေဖြစ်ပေမဲ့ဆိုရှယ်မီဒီယာမှာဖြစ်စေ၊ပွဲလန်းသဘင်တွေမှာဖြစ်စေ၊တို့ဇနီးတဲ့တွေရဲ့အောင်မြင်မှုတွေကိုအသုံးမချပါဘူး။ဝိမုံရှင်နဲ့အီချောပေါ်တို့ရဲ့အနုပညာလှူရှားမှုတွေအောင်မြင်မှုတွေကိုဒါရှေ့တန်းတင်ပေးပြီးတော့တို့ကိုယ်တိုင်ကတော့လိုလင်းသိမရှိအောင်နောက်ွယ်ကနေခိုင်ခိုင်မာမာနဲ့ပံ့ပိုးပေးနေတာကိုတွေ့ရပါတယ်။ဒါဟာတကယ့်ယောက်ျားကောင်းတစ်ယောက်ရဲ့လက္ခဏာပါ။ နောက်တစ်ချက်ကတော့သူတို့ဟာအနေထိုင်အတက်ဆုံးခင်ပွန်းတွေဖြစ်နေလို့ပါပဲ။အနုပညာရှင်တယောက်ရဲ့ခင်ပွန်းဖြစ်ရတာလွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး။အမြဲတမ်းပြိတက်ရဲ့အာယုံဆိုင်မှုအောက်မှာရှိနေတယ်။ဒါပေမဲ့သူတို့နှစ်ယောက်လုံးကမလိုအပ်တဲ့လူမှုရေးပွင့်လန်းသဘင်တွေမီဒီယာအင်တာဗျူးတွေမှာဝင်ပြီးတော့နေရယူတာမျိုးလုံးဝမတွေ့ရပါဘူး။ကိုယ့်ရဲ့တန်ဖိုးကိုကိုသိတယ်၊ကိုယ့်ရဲ့ဇနီးတွေကိုလေးစားတယ် မလိုအပ်တဲ့ဒရမာတွေသတင်းအမှားတွေမထွက်ပေါ်လာအောင်အနေထိုင်အပြောဆိုကိုအလွန်စင်ကျင်ကြတယ်ဒီလိုနေတတ်ထိုင်တတ်မှုကပဲသူတို့ရဲ့ဇနီးတွေဒီအပေါ်မှာဘလောက်တန်ဖိုးထားကြောင်းသက်သေပြနေရပါ အချို့ပြောရရင်တော့ဝင်းမွန်ရွှေရင်နဲ့ဤချော့ပူတို့ဟာငွေကြီးတနာပြည့်စုံတဲ့ခင်မုန်းကိုရထားရုံတည်းမဟုတ်ပါဘူး။ကိုယ့်ရဲ့အမှုပညာအလုပ်ကိုလွတ်လပ်စွာလုပ်ခွင့်ပေးတဲ့ကိုယ့်ရဲ့အောင်မြင်မှုတွေကိုဂုဏ်ယူစွာနဲ့နောက်ကနေပံ့ပိုးပေးနိုင်တယ်။မလိုအပ်တဲ့စိတ်ရှုပ်စရာပြဿနာတွေမပေးဘဲအနေထိုင်တက်သည့်နားလေတဲ့ကိုတန်ဘိုးကိုကိုသိပြီးတော့ဇနီးတွေကိုလည်းလေးစားတန်ဖိုးထားတယ်။ခင်မုန်းကောင်းတွေကိုပိုင်ဆိုင်ထားတာပါ။ ဒေါရီအလုံးပေါင်းစပ်လိုက်တဲ့အခါမှာအိမ်ထောင်ရေးကန်အကောင်ဆုံးမင်းသမီးတွေဆိုတဲ့ပွဲကိုပရိသတ်တွေကပေးအပ်လိုက်တာဖြစ်ပါတယ်။ပရိသတ်ကြီးတို့ရောဒီဆောင်တွေနဲ့တွဲကိုကြည့်ပြီးတော့ဘလို့မြင်မိပါသလဲ။အချမ်းသာဆုံးဆိုတဲ့အချက်အပြင်အကောင်ဆုံးလို့သတ်မှတ်ခံရတဲ့ဒီခင်မွန်ကောင်းနှစ်ယောက်ရဲ့ပံ့ပိုးမှုနားလည်မှုတွေအပေါ်မှာဘလောက်သဘောတူကြပါသလဲ။မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။